မင်္ဂလာပါရှင်။ Samni Entertainment ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာလေးကတော့နရတူမင်းတက်လို့သိခဲ့ရတယ်။အလောင်းစီသူမင်းကြီးအကြောင်းကိုလေ့လာမိသလောက်တင်ဆက်ပေးသွားခြင်းပါရဲ့ရှင်။ ဆော်လိုမင်းနဲ့ကျန်စသားမင်းတို့ရဲ့မြီးတော်ဆော်ယုံနဲ့ရွှေအင်စီတို့ရဲ့သားတော်အလောင်းစီသူမင်းကြီးကိုမွေးတော်မူစဉ်ကအိတ်ရှင်စင်ကြီးသူမတိပဲအလိုလိုမြည်၏ဥကင်တာတကားကလည်းသူမဖွင့်မဲအလိုလိုပွင့်၏ဆိုပြီးတော့မဟာယာဇဝင်မှာပြဆိုထားပါတယ်ဘိုးတော်ထီးလိုင်ရှင်မင်းကြီးကမြီးတော်ကိုရင်ဝင်ပိုက်ပြီးငါကငါမြီးတော်ကိုစောင့်နဲ့ပါသည်သာလို့မိတ်ဆိုပြီးတော့တိရိဇေယသူရအမည်နဲ့မင်းမြောက်ပိတ်သိသွန်းတော်မူခဲ့ပါတယ်တကယ်454ခုနှစ်အေဒီ1094ခုနှစ်မှာတော့ထီးနန်းအမွေဆက်ခံပြီး ီးတော့ကြောက်စာမှာတွေ့ရတဲ့ဘွယ်အမိကတီတီတိပုဝနာတိတာပဝရဓမ္မရာစာမဟာအဓိပတိနရပတိစီသူဖြစ်ပါတယ်မင်းဖြစ်တဲ့အခါမှာရွှေကူဖျားကိုတီးတဲ့အတွက်ရွှေကူဒရကလိုလဲရေးမှတ်ကြပါတယ်ငယ်စဉ်ကငိုရိုတဲ့အခါမှာချက်တော်တမိုက်ခန့်ထွက်တာကိုအကြောင်းပြုလို့ချက်တော်ရှိလို့လဲခေါ်ဆိုကြပါတယ်ပကံခင်မှာနောက်ထပ်စီသူပွဲခံမင်းတွေရှိလာတာကြောင့်ထိလိုက်ရှင်မင်းရဲ့မြည်စီသူကိုဖျားလောင်းအဖြစ်ရည်စူးပြီးတော့အလောင်းစီသူလို့တမိုက်ဆရာတွေကသတ်မှတ်ခေါ်ဆိုကြခြင်းဖြစ်ပါတယ်အလောင်းစီသူမင်းလက်ထ က်မှာနိုင်ငံအနှံ့အပြားကိုလှည့်လည်ပြီးတော့ကန်၊ချောင်း၊ဆဲမြောင်းတွေကိုတူးဖော်ပြီးတော့လေယာတွေကိုတိုးချဲ့လုကင်ခဲ့တဲ့အတွက်နိုင်ငံစည်းပွားရေးဟာလည်းတိုးတက်ကောင်းမွန်လာခဲ့ပါတယ်။ခရိုင်မြို့ပြတွေတည်ထောင်စေခဲ့ပြီးတော့နိုင်ငံတော်နေနမိတ်တွေလည်းချဲ့ထွင်ခဲ့ပါတယ်။စည်းပွားကိုတန်ရွေးပုံမှုကျပြန့်လာစေဖို့အတွက်အလေအချိန်အတွေ့အတိုင်းအတာတွေကိုလည်းမင်းမိတ်နဲ့တသက်မထဲဖြစ်စေခဲ့ပါတယ်။အလောင်းစီသူမင်းကြီးကနိုင်ငံခြားဆက်ဆံရေးကိုလည်းအထူးအလေးထားဆောင်ရွက်ခဲ့ပါတယ်။မဟာရာဇဝင်ကြီးမှာသမုတ်တရားတို့ထွက်ပြီးတော့တိန့်ခိုတိတိလင်္ကာနဲ့ င်မန်လာယူတို့ပင်ရောက်ကြောင်းလက်ညှိုးညွန်ရရေဖြစ်စေပြီးထောင်ဆက်ကြရတဲ့မင်းတူရိယာကိုင်ကြောက်ရွံ့တွေအသက်ဝင်ကကြိုးဆိုရတဲ့အထိဖုန်းတကိုကြီးလာတဲ့မင်းဖြစ်ဖော်ပြကြပါတယ်အလောင်းစီသူမင်းဖြစ်ထုံဓမ္မသက်ကျမ်းစာတွေလည်းပေါ်ပေါက်လာခဲ့ပါတယ်မြမရာဇဝင်ရဲ့အဆိုအရမြမဂီတနဲ့တူရိယာတွေဟာအလောင်းစီသူမင်းလက်ထက်ထဲကဖြစ်ထွန်းခဲ့တယ်လို့လည်းဆိုပါတယ်အလောင်းစီသူမင်းကြီးကနိုင်ငံရေးနဲ့စီးပွားရေးသာမကဘာသာသဒ္ဒနာရေးကိုလည်းအလေးထားဆောင်ရွက်ခဲ့ပါတယ်တိုင်းငံလှည့်လည်ရောက်ရှိရာနိုင်ငံအနှံ့အပြားအရက်ဒေသတို့မှာသဒ္ဒနာအတွက် သိဖရာအကြောင်းပထိုးကူဖရာတွေကိုလည်းများစွာတီထားကိုယ်ခဲ့ခဲ့ပါတယ်။ပလောင်းစီသူမင်းကြီးရဲ့ကောင်းမှုတော်တွေထဲမှာပကံမှာရှိတဲ့ရွှေကူကြီးဖရာ၊တပ်ပေညူဖရာ၊အညာဒေတာမှာရှိတဲ့တရကန်စီတီတော်များ၊စင်ဖြူကျွန်းစုတောင်းပြေဖရာ၊တီဟိုရှင်ဖရာ၊ဖောင်တော်ဦးဖရာအစရှိတဲ့ဇေဒီပထိုးအများအပြားကိုလည်းတီထားကိုယ်ခဲ့ခဲ့ပါတယ်။ထင်ရှားတဲ့ကောင်းမှုတော်တွေကတော့ရွှေကူကြီးဖရာနဲ့ညံတော်ပေ210ကျော်မြန်မာတဲ့တပ်ပေညူစီတီသေးစဉ်တပေါင်းရှိတဲ့ခေါင်းလောင်းတော်တွေပဲဖြစ်ပါတယ်။တပ်ပေညူဖရာကပကံမှာရှိတဲ့ ဇေဒီပထိုးတွေထဲမှာအမြင့်မားဆုံးဖြစ်ပြီးတော့ထူးခြားလာတဲ့ဘိသူကာလက်ရာများစွာရှိတဲ့ဇေဒီပထိုးပဲဖြစ်ပါတယ်။ရွှေကူကြီးဖရာရဲ့ညံတော်အမြင့်ကတော့68ပေမြင်ပြီးတော့78ပေခန့်အမြင့်နဲ့အောက်ခုံကြီးပေါ်တည်ထားပါတယ်။ရွှေကူကြီးဖရာဝင်ဝင်မောက်တစ်ဖက်စီမှာကြောက်စာနှစ်မျက်နှာစီရေးထိုးထားပါတယ်။ကြောက်စာကိုပါဏိဘာသာနဲ့ဂါရတရားရေးသားထားပြီးတော့အဆုံးမှာတော့ရက်ဆွဲကိုတက္ကတိရက်ဆွဲသုံးထားပြီးတော့တက္ကတဘာသာစကားနဲ့ရေးထိုးထားပါတယ်။ကြောက်စာမှာရေးထိုးထားတဲ့အကြောင်းအရာတွေကမြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်များစွာကိုဂါရအဖွဲအနှဲ ဲနဲ့တီကုံးချီကျူးထားတာဖြစ်ပြီးတော့တမန်သမုဒ္ဒါဖရာတစုဖြစ်လို့ကြောင်းဆူတောင်းထားခြင်းဖြစ်ပါတယ်။ကြောက်စာမှာရေးထိုးထားတဲ့ပါဏိဘာသာကိုကြည်ချင်းအပြင်အလောင်းစီသူမင်းလက်ထက်မှာပါဏိဘာသာထုံးကားနေကြောင်းတမိုင်းပညာရှင်တွေကသုံးသပ်ထားပါတယ်။အလောင်းစီသူမင်းကပညာဉာဏ်အမျိုးအမြင်ရှိပြီးတော့ပညာရှိတွေကိုလည်းချီးမြှင့်မြှောက်ဆတဲ့မင်းတစ်ပါးပဲဖြစ်ပါတယ်။ ပြက်သားတဲ့စိတ်ဓာတ်နဲ့ဆုံးဖြတ်တက်ပြီးတော့အပြစ်ရှိခဲ့လျင်သွေးသားရင်းဖြစ်နေပေမဲ့မညာမတာအပြစ်ပေးတတ်ပါတယ်ဒီလိုအပြစ်ပေးလိရှိတာနဲ့ပတ်သက်ပြီးတော့သားတော်မင်းရှင်စောကိုတိုင်းပြည်မှာမနေစေပဲနှင်ထုတ်အပြစ်ပေးပုံကိုကြည်ရင်သိနိုင်ပါတယ်သားတော်ကြီးမရှိတဲ့နောက်မှာတော့အုတ်ချုပ်မှုရေးရာတွေကိုမိဖုရားငယ်တစ်ပါးမှမွေးဖွားလာတဲ့သားတော်ငယ်နရတူကိုတာဝန်ယူဆောင်ရွက်စေခဲ့ပါတယ်အလောင်းစီသူမင်းကြီးတယောက်သာသနာ့အကျိုးနိုင်ငံအကျိုးကိုဆောင်ရွက်တော်မူရင်တတော်တရတနှစ်တို့ရောက်တဲ့အခါမှာတော့ပြင်းထန်စွာနာမကျန်းဖြစ်လာခဲ့ပါတယ်အဲ့ဒီအချ ချိန်မှာသားတော်နရတူကအလောင်းစီသူမင်းကြီးကိုရွှေကူကြီးဖျားမှာရွှေပြောင်းထားခဲ့ပြီးထီးနန်းသိမ့်ပိုက်မယ်လို့ကြံစီပါတယ်။အလောင်းစီသူမင်းကြီးအသည့်ပြန်ရတဲ့အခါမှာတော့နရတူရဲ့အကြံကိုသိရှိပြီးတော့အလွန်အမြတ်တော်သားထွက်ခဲ့ပါတယ်။အဲ့ဒီအကြောင်းကိုနရတူကြားတဲ့အခါမှာတော့ညာရင်းချင်းရွှေကူကြီးဖျားမှာရှိတဲ့အလောင်းစီသူမင်းကြီးထံသို့သွားရောက်ပြီးတော့အလောင်းစီသူမင်းကြီးအားတပ်ပစ်ခဲ့ပါတယ်။အိမ်နေ26နှစ်စီးစိန်85နှစ်တက်တော်တရတနှစ်အရောက်မှာတော့အလောင်းစီသူမင်းကြီးကတားဖြစ်သူရဲ့လှုပ်ကြံမှုကြောင့်နှက်ရွာဆန်းခဲ့ရပါတယ်။ ယ်။လက်ရွာဆန်ပြီးတဲ့နောက်မှာတော့နှစ်တပါးဖြစ်လာတယ်လို့လဲဆိုပါတယ်။မြမယူရ38မင်းနဲ့တွေ့တဲ့မှာလူအများကကိုးကွယ်ယုံကြည်နေကြတယ်။မင်းစီသူနှစ်ကတော့အလောင်းစီသူမင်းကြီးဖြစ်တယ်လို့လဲဆိုကြပါတယ်။အလောင်းစီသူမင်းကြီးကိုကိုစားပြုတဲ့နှစ်ယုတ်ကိုတော့အောက်ခုံပလင်၊ရာဒူးထောင်၊ဝဲဒူးချ၊ရာဒူးပေါ်ရာလယုံတင်၍လက်ညိုးထိုးဟန်၊ဝဲလက်ကဒူးစုံကိုထောက်လျက်ပေါင်းဆလွဲ2000၈ပရက်နောက်ပရက်တို့နဲ့အတူထုတ်လုပ်ကြပါတယ်။ဒီနေ့တက်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတော့38မင်း စရင်ဝင်ခဲ့တဲ့မင်းစီသူရဲ့တမိုင်းဆောင်လေးပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်လည်းစိတ်ဝင်စားဖွယ်အကြောင်းအရာများနဲ့ဗဟုသုတဖြစ်ဖွယ်တမိုင်းဆောင်လေးများကိုဆက်လက်တင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးပါလို့အကြံပေးပါရစေရှင်